မတူညီရဲ့လုံရက်တွေလုံကြတာမတူညီရဲ့အတွေးခေါ်တွေနဲ့ပါဝင်ကြတာဒီဒါဒီမိုကရေစီအနှစ်သာရပဲဘာနာပြောရင်တော့ကျမတို့အရင်အရင်ကတည်းကလူအင်အားနည်းနည်းလေးနဲ့ပဲလူနည်းနည်းလေးရပဲလုတ်တီလုတ်ကြရဲဆိုရင်တောင်မှဒီလူ၁၀ရောက်ပဲရှိရထောင်ဒီ၁၀ရောက်မှာအတွေးခေါ်အားဖြင့်အဲကွဲပြားတာလေးရှိနေစေဖြစ်တယ်ပေါ့နော်ဥမာထားပါတော့ကျမတို့လူငယ်စုတွေကိုရက်ခံကြမယ်ဆိုရင်တောင်မှဒီလူငယ်စုတွေရဲ့ ပြန်လဲထူထောင်ရေးလုပ်ငန်းတွေကိုဘယ်လိုလုပ်သင့်တယ်ဆိုတဲ့အပိုင်းမှာဒီနိုင်ငံရေးအတွေ့အခေါ်အရအကွဲပြားတာရှိရယ် အာစုံလင်လာရှိရဲ့ပြောမယ်ဆိုတော့တထက်တဲကြဖို့ဆိုတာအဲ့အတွေ့အကြုံရကျွန်မနားလေလိုက်တယ်ပေါ့နော်အဲလူငယ်တွေကိုကျွန်တော်တို့ဒါအာ platform တစ်ခုထဲမှာစုမယ်စုံမယ်လို့ကျွန်တော်တို့တွေးခဲ့ကြပြီးအကုန်လုံး like ချိတ်ဆက်တယ်ညှိနှိုင်းတယ်ဖလှယ်တယ်တနိုင်ငံလုံးအစ်စ်မှာလုပ်တယ်ဆိုတော့ညာကျွန်တော်တို့လူငယ်တွေထဲမှာလည်းအာကိုဦးတီးပြီးဆုံးဆောင်ခြင်းတဲ့လုပ်ငန်းတွေမတူကြအောင်အဲ့တော့ civil society အရက်ဖက်ဖွဲ့အစည်းပဲဖြစ်ဖြစ်လူငယ်အတိုင်းအဝန်ဖြစ်ဖြစ်ကျွန်တော်တို့လူထုက အရင်ကတည်းကကွဲပြားဆုံးလင်းနေပြောရမယ်ဆိုတော့တွေးခေါ်ယူဝါဒနောက်လုပ်ပုံလုံးကြီးကမတူကြအောင်အဲ့ဒီမှာကျွန်တော်တို့အများတန်းတစ်ဖက်သေးပဲတစ်ခုလည်းပဲဖြစ်ရမယ်ဆိုတော့စဉ်းစားချက်ကနေမတူညီရဲ့လောက်ရက်တွေလောက်ကြတာမတူညီရဲ့အတွေးခေါ်တွေနဲ့ပါဝင်ကြတာဒီဒါဒီမိုကရေစီအနှစ်သာရပဲဖြစ်တယ်ဆိုတော့ပဲကျွန်တော်လက်ခံလိုက်တယ်ပေါ့နော်အဲ့နောက်ဆက်တွဲမှာဆိုရင်တော့အခုဒီတော်လိုင်းຫນွေဦးတော်လိုင်းမှာဆိုရင်ပါဝင်ကြတဲ့လူကြီးကအယမ်းများပါတယ်ပြောရမယ်ဆိုအရင်ကာလလူနေတဲ့ တဲမတော့မှကျွန်တော်တို့ကွဲပြားမှုတွေရှိရဲဆိုတော့လူတွေများလာစုံလာတယ်အာပြီးတော့အတွေ့အကြုံတွေမတူကြဘူးဖြတ်တန်းခဲ့တဲ့အားတွေမတူကြတဲ့ခါကျတော့ဒစိတ်တဝမ်းနဲ့ဖြစ်ဖို့ဆိုတော့တော်တော်ခက်တယ်ဒစိတ်တဝမ်းနဲ့ဆိုတဲ့ခါမှလည်းကျွန်မမြင်တာဘလောက်ဒီဒစိတ်တဝမ်းလဲပေါ့နော်အဲကျွန်တော်တို့နိုင်ငံတကာကလည်းပြောကြတာရှိတယ်နင်တို့အဲတော်လိုင်းကြီးမှာဟို ိတ်မစည်းလုံးကြအောင် unity မတွေ့ရဘူးအဲတယောက်တစ်မျိုးတစ်ပုတ်တရွာတစ်ပုတ်ဆန်းပေါ့နော်တကာတကာရာစီလုံနေကြရဲဆိုတော့မျိုးပြောကြတာရှိတယ်အဲ့ချိန်မှာကျမပြန်မေးခွန်းထုတ်ချင်တာဗာလဲဆိုတော့ဒီလူငယ်ပဲဖြစ်ဖြစ်အရက်ဘက်ဖွဲ့စီဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်လက်နဲ့ကင်ထားတဲ့ဒီအဲနော်ကာကွယ်တဖွဲ့တွေပဲဖြစ်ဖြစ်ကျတော်တို့စူးစီးမှုလို့ပြောရင်ဘာလို့စူးစီးတာကိုပြောချင်တာလဲမြန်မာနိုင်ငံမှာယနေ့အချိန်ထိယနေ့အချိန်လောက်စေအုပ်စုကိုအဲတပြင်းကြီးစန့်ကျင်လာလောက်အားကောင်းတဲ့လှုပ်ရှားမှုမကြုံဘူး ကျတို့ဘလို့ပုံစံနဲ့စန့်ကျင်တက်လာလဲပဲ क्वे ပြရင် क्वे ပြမယ်တချို့ကလက်နက်ကင်တချို့ကတပိတ်တပိတ်လုတ်တယ်တချို့ကနိုင်ငံတကာဟောတယ်ပြောတယ်လုံလုံနီးလုံဟန်နေကြွာကြလိမ့်မယ်ကိုအားသာရပေါ်မူတည်ပြီးကြွာတယ်ပေါ့နော် သို့တော့စစ်တပ်ကအုပ်ချုပ်တာမကြိုက်ဘူးဆရာနာတိန်းတာကိုလက်မခံဘူးဒါတွေကအခြေခံတူပြီးသားဒီချက်ပို့ပြီးကျဲလောင်ပြီးတော့အထက်တူကြတဲ့စီလုံးမှုကျွန်တော်မမြင်ဘူးဒါဒီရှေ့ဆက်ပြီးတော့ဒီလှုံရှားမှုကိုထပ်မံပံ့ပိုးဖို့ပါဝင်ဖို့အတွက်အကောင်းဆုံးအကြောင်းပြချက်ဖြစ်တယ်လို့မြင်တယ်အဲ့တော့ဒီလိုကွဲပြားစုံလင်တဲ့ဒီတော်လန်ကြီးထဲမှာဆိုရင်စစ်အာဏာရှင်စနစ်ကိုလက်မခံဘူးဆိုရဲတစ်ချက်နဲ့ရင်ကျွန်တော်တို့ကစူးစိမှုဟာကြီးမားတယ်လို့ပြောလို့ရတယ်သို့တော့ဘလိုနီးနဲ့ အဲဆေးအုပ်စုကိုတိုက်မှလဲမှာ꿰ပြမယ်ဆေးအုပ်စုပြီးတဲ့အချိန်မှာနောက်ဆက်တွဲဘာဖြစ်ချင်တာလဲဆိုတာ꿰ပြရရှိနေမယ်အဲ့တော့အခုလက်ရှိဆိုကျွန်တော်လက်သုံးကြောင်းပေါ့နော်လက်သုံးကြောင်းကျွန်တော်တော်လိုင်းရဲ့အဓိကဟိုတောင်းဆိုချက်လိုပဲကျွန်တော်မှတ်ထားတယ်ပေါ့မှတ်ထားတယ်ပြီးရင်အဓိကဒီတော်လိုင်းစဖြစ်တဲ့အချိန်မှာအထူးသဖြင့်ပထမ6လပေါ့နော်ຫນွေဦးတော်လိုင်း6လမှာတင်ခဲ့တဲ့ လူလူတွေးကြော်တန်နေတောင်းဆိုချက်တွေဒါတွေပေါ်မှာပြန်သုံးသပ်ကြည့်လိုက်ရင်တူညီတာ၃ခုရှိတယ်။အာနာရှင်စနစ်မဲ့တဲ့များအပီးအပီးတိုင်းချုပ်ငင်းရေးဆိုတဲ့ဟာတစ်ခုပါတယ်။နောက်တစ်ခုက2008ဖွဲ့စည်းပုံအခြေခံဥပဒေ2008ဆေးအုပ်စုရေးဆွဲခဲ့တဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းရမယ်ဆိုတာပါတယ်။နောက်တစ်ခုကကြတော့ Federal Democracy နိုင်ငံတော်နောက် Federal Democracy နိုင်ငံတော်တည်ဆောင်ရေးဆိုတာပါပါတယ်။ဒီ၃ချက်ကတော့ကျွန်မမြင်တယ်ဒီတော်လိုင်းရေးထဲမှာဘုံတူညီတဲ့ စဉ်းစားချက်ဥတီချက်တွေဖြစ်တဲ့ Federal Democracy Charter ထဲမှာလည်းဒီ၃ချက်အပါအဝင်အာထည့်သွင်းပြီးတော့ဥတီချက်တွေအနေနဲ့ရေးထားမြင်ရတယ်။ပြီးရင်ကျန်တဲ့အင်အားစုတွေဒီ NUCC မှာပါတီဖြစ်စေမပါတီဖြစ်စေမေးကြည့်လိုက်ရင်ဒီ၃ချက်ကတော့မလွဲဘူးပေါ့နော်။ဆိုတော့ဒီ၃ချက်ကတော့ကျွန်မမြင်တယ်ဒီ New York တော်လေးမှာပါဝင်လာကြတဲ့အုပ်စုအသီးသီးရဲ့အခြေခံဘုံစဉ်းစားချက်ညောမန်းချက်ဖြစ်မယ်ပေါ့နော်အခြားခံယူချက်တွေကတော့ကိုယ့်ရဲ့နိုင်ငံရေးစဉ်းစားမှ liberal စံစံတွေးမှလားအာအခြား ီအဲလက်လက်ရဘက်ကိုတွေးမှာလားလက်ဝဲဘက်ကိုတွေးမှာလားအဲ့ဒါလေးကတော့ကွဲပြားမှုရှိနိုင်တယ်သို့တော့စိတ်အုပ်စုကိုတပြင်းညီစန့်ကျင်နေဆိုတာကတော့အာတူညီတဲ့စိတ်ဓာတ်ခံယူချက်လို့မြင်ပါတယ်